အခုတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်လာ9ဘီလီယံဆုံးရှုံးမှုအတွက်ယူကရိန်းကိုရုရှားလက်စားချက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ယူကရိန်းဘက်က drone နဲ့တိုက်ခိုက်ခဲ့တာကြောင့်တိုက်ခိုက်ရေးလေယာဉ်9ဘီလီယံဆုံးရှုံးခဲ့မှုအတွက်ရုရှားဘက်ကယူကရိန်းကိုလက်စားချက်တိုက်ခိုက်သွားဖို့အတွက်ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ operation super web လို့အမည်ပေးထားတဲ့စစ်စင်ရေးနဲ့ရုရှားလက်တက်စကန်လေးခုကိုယူကရိန်းဘက်က drone နဲ့တိုက်ခိုက်ခဲ့ရပဲဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့်ရုရှားရဲ့မဟာဗျူဟာမြတိုက်လေယာဉ်တွေနဲ့ဘုံကျဲလေယာဉ်တွေဆုံးရှုံးခဲ့ပြီးဆုံးရှုံးခဲ့တဲ့ပမာဏကအမေရိကန်ဒေါ်လာခွန်ဘီလီယံခန့်တောင်မှုရှိခဲ့တယ်လို့ခန့်မှန်းခဲ့ကြပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဟာတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့တယ်လီဖုန်းနဲ့85မိနစ်ကျော်ကြာဆက်သွယ်ဆွေးနွေးခဲ့ပြီးနောက်မှာရုရှားဘက်ကယူကရိန်းကိုလက်ထုတ်ပြန်တိုက်ခိုက်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ပြောကြားခဲ့ရဖြစ်ပါတယ်။ ရုရှားဘက်ကတိုက်ခိုက်နိုင်ခြေကြောင့်ခီးတက်တင်လေးကြောင်းလိုင်းတွေကယူကရိန်းပိုင်နယ်ထဲကိုရှောင်ကွင်းပြတ်တမ်းမှုလှုပ်ဆောင်နေရလို့သိရပါဗျ။ဒီသတင်းကိုတော့ငင်းချမ်းဟောပေးပို့လာပါဗျ။